မှာပါရှင်။ရန်ကုန်ခေတ်သစ်ရဲ့နေ့လည်ကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။တရားမဝင်ကုန်သွယ်မှုတွေရှိနေတဲ့တွေ့ငြိမ်းချမ်းရေးခက်ခဲမှာဖြစ်လို့အရေးယူရမယ်လို့မင်းအောင်လိုင်းကထပ်ပြောပြန်ပါတယ်။ကျောက်တော်မျိုးစာတင်ကြောင်းတိုက်ခိုက်ခံရမှုကြောင့်ခလင်းငယ်တွေတည်ဆုံးမှုအပေါ်ကုလသမဂ UNICEF ကအလွန်စိုးရိမ်နေလို့ထုတ်ပြန်ပေးမယ်လေ တိုက်ခိုက်တဲ့စစ်တပ်ကိုတော့အမိတော်မဖော်ရဲတာကို တွေ့ရတဲ့သတင်းအပအဝင် နေ့လည်ကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြန်မာနိုင်ငံမှာတရားမဝင်ကုန်သွယ်မှုတွေရှိနေတဲ့ပြည်တော့ပြည်တွင်းငြိမ်းချမ်းမှုရရှိဖို့ကခက်ခဲမှဖြစ်တဲ့အတွက်ထိထိရောက်ရောက်အရေးယူရမယ်လို့အကြံဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကထပ်ပြီးပြောပြန်ပါတယ်။ တနေ့ကနေပြီးတော့မှပြုတ်လို့တဲ့အကြမ်းဖက်စစ်တပ်ရဲ့အစည်းအဝေးမှာမင်းအောင်လိုင်းကအဲ့ဒီလိုထပ်မံပြောလာတာပါတရားမဝင်ကုံသွယ်မှုနဲ့ပတ်သက်ပြီးလဲမိမိတို့အနေနဲ့ထိရောက်စွာတားဆီးနှိမ်နှင်းသွားဖို့လိုအပ်ပြီးနေဆက်ကုံသွယ်ရေးနဲ့ပတ်သက်ပြီးတော့လဲနေဆက်ကိတ်တွေတရားဝင် ဖွင့်လှစ်နိုင်ဖို့အတွက်သက်ဆိုင်ရာနိုင်ငံတွေနဲ့တိုက်တွန်းပြောဆိုနေတယ်လို့မင်းအောင်လိုင်းကပြောပါတယ်အဲ့ဒါအပြင်နေဆက်ကိတ်တွေတရားဝင်မဖွင့်လှစ်နိုင်ပေတရားမဝင်ကုံသွယ်မှုတွေဖြစ်ပေါ်နေတာဟာ ကြားသေးကိုအသက်သွေးတာတခိုးတရိုကန်းတာပဲလို့မင်းအောင်လိုင်းကဆက်ပြောပါတယ်။ဒါအပြင်တရားမဝင်ကုံတွယ်မှုတွေကို တိုက်ဖြတ်တားဆီးခဲ့တာကြောင့်တရားဥပဒေစိုးမိုးရေးကို ဖြစ်ပေါ်စေနိုင်မှာဖြစ်တယ်လို့လက်နက်ကိုင်အကြမ်းဖက်မှုတွေကိုလည်းရောကြလာစေနိုင်မှာဆိုတာနဲ့နေဆက်ဒေသတွေနဲ့ထိဆက်နေတဲ့တိုင်းဒေသကြီးနဲ့ပြည်နယ်တွေအနေနဲ့တရားမဝင်ကုံတွယ်မှုတွေနဲ့ပတ်သက်ပြီးထီထီရောက်ရောက်ကင်တွယ်ကြက်မှတ်သွားဖို့လိုတယ်လို့လည်းမင်းအောင်လိုင်းကပြောပါရယ်။ ဒါအပြင်တရားမဝင်ကုန်သွယ်မှုတွေရှိနေတဲ့ပြည်ပြည်တွင်းငြိမ်းချမ်းမှုရရှိရေးခက်ခဲနေမဲ့အတွက်ကြောင့်ပါဝင်ပတ်သက်သူတွေအားလုံးကိုထိထိရောက်ရောက်အေးအေးယူဆောင်ရွက်သွားမယ့်အတွက်အလေးထားဆောင်ရွက်သွားဖို့လိုတယ်လို့လဲမင်းအောင်လိုင်းကအစည်းအဝေးမှာအမိန့်ပေးပြန်ပါတယ်။အကြံပတ်စစ်ကောင်းဆောင်မင်းအောင်လိုင်းကတရားမဝင်ကုန်သွယ်ရေးကိုအကြောင်းပြကပြည်တွင်းကိုပြည်ပကနေသွင်းကုန်တွေတင်သွင်းမှုတွေကိုလည်းပိတ်ပင်ထားပြီး ပြည်တွင်းမှာလူသုံးကုန်ဆေးဝါးနဲ့ပြည်ပကသွင်းကုန်များစွာပြန့်လန့်မှုတွေဖြစ်ပေါ်နေတယ်လို့ UMFCCI ရဲ့စီးပွားရေးသမားတဦးကရှင်းပြပါတယ်။အကြံပတ်မင်းအောင်လိုင်းကမြန်မာနိုင်ငံရဲ့ငွေကြေးတွေကိုပိတ်ဆို့ခံထားရတာကြောင့်တိုင်းပြည်အတွင်းကိုသွင်းကုန်ပမာဏကန့်သက်ချက်တွေပြုလုပ်ထားရပြီးဩဂတ်စ်လ30ရက်နေ့ကနေစက်တင်ဘာလ6ရက်နေ့အထိတရုတ်နိုင်ငံကိုသွားရောက်တဲ့ခီးစဉ်အတွင်းမှာထုတ်ပေါ်ပြောဆိုထားပါတယ်ရှင်။ ရခိုင်ပြည်ဘက်ကသတင်းကိုတင်ဆက်ပေးပါမယ်။ရခိုင်ပြည်ကြောက်တော်မြို့နယ်တရဲသပင်ကြီးရွာမှာစစ်ကောင်စီဘုံကျဲတိုက်ခိုက်မှုကြောင့်အရေးပေါ်စေကူသားမှုခံယူနေရသူတွေကနောက်ထပ်ကြောင်းသားတဦးသေဆုံးသွားတယ်လို့ဒေသခံတွေစီကနေသိရပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလ12ရက်နေ့ညမှာတရဲသပင်ရွာကစာတင်ကြောင်းနှစ်ကြောင်းကိုစစ်ကောင်စီကဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်နေရမာတွေတည်ဆုံးသူ16ယောက်ရှိခဲ့ကဒဏ်ရာရရှိသူ22ယောက်ထိရှိခဲ့တယ်လို့အေအေက ထုတ်ပြန်ထားပါတယ်။ အဲ့ဒီတန်ရာရရှိသူ22ယောက်ထဲကအသက်18နှစ်အရွယ်စတတန်းကျောင်းသားမောင်အောင်ငိမ့်ဖြိုးမှာဆေးကုသမှုခံယူနေချိန်မှာပဲတေဆုံးသွားပြီးစုစုပေါင်းတေဆုံးသူအယောက်20ထိရှိလာပါတယ်။ကြန့်ရှိတဲ့အရေးပေါ်ကုသမှုခံယူနေရသူတွေမှာတော့တန်ရာပြင်းထန်တဲ့အတွက်ကြောင့်အသက်အန္တရာယ်ဆိုးရင်ရသူတွေလည်းပါဝင်နေသေးပြီးတေဆုံးသူထပ်မံတိုးလာနိုင်တယ်လို့လည်းရခိုင်နိုင်ငံရေးအကျဉ်းသားဟောင်းလည်းဖြစ်ကပရိုက်တာလုပ်ငန်းလှုပ်ဆောင်နေတဲ့ကိုဝင်းဟင်အောင်ကပြောပါရယ်။ ရခိုင်ပြည်အတွင်းမှာစာတင်ကြောင်းတွေပုံကျဲတိုက်ခိုက်ခံရပြီးကလေးငယ်တွေတေဆုံးမှုတွေအတွက်စိုးရိမ်ပူပန်ရတဲ့ဆိုတာနဲ့ကလေးငယ်တွေကိုတပ်ဖြတ်မှုမပြုလုပ်ကြဖို့အပါအဝင်ကလေးငယ်တွေကို အကြမ်းဖက်မှုမဖြစ်မနေရပ်တန့်ပေးရမယ်လို့ UNICEF ကထုတ်ပြန်ပြောဆိုထားပါတယ်။စာတင်ကြောင်းတွေအဆောင်တွေနေအိမ်တွေအပြင်ကလေးငယ်တွေအားကိုးအားထားပြုကြရတဲ့နေရာတွေကိုအစဉ်အမြဲဘေးကင်းလုံခြုံမှုရှိနေရမယ်လို့လည်း UNICEF ကပြောပါတယ်။ အေကလည်းကြောက်တော့ဘုံကျဲခံရမှုအပါဝင်လေချောင်းတိုက်ခိုက်ခံရမှုတွေကြောင့်တေဆုံးသွားတဲ့ရခိုင်တိုင်းရင်းသားပြည်သူတွေအတွက်စစ်ကောင်စီမြမစစ်တပ်ကိုထိရောက်ပြင်းထန်စွာလက်တော့ပြန်သွားမယ်လို့တတိပေးထုတ်ပြန်ထားပါတယ်ရှင်ရခိုင်ပြည်မှာစာတင်ကြောင်းဘုံကျဲခံရတာကြောင့်ကလင်းငယ်တွေတည်ဆုံမှုပေါ်ကို UNICEF ကထုတ်ပြန်ထားတာကိုကြည်အောင်ပါရခိုင်ပြည်ကြောက်တော်မြို့မှာရှိတဲ့စာတင်ကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကလင်းငယ်တွေတည်ဆုံးခဲ့တဲ့အပေါ်မှာ ကုလသမဂ္ဂ UNICEF ကအလွန်စိုးရိမ်နေဆိုတာကိုထုတ်ပြန်ပေမဲ့လေတိုက်ခိုက်ခဲ့တဲ့စစ်တပ်ကိုအမိတော်မဖော်ပြရတာကို မြင်တွေ့ရပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလ12ရက်နေ့ကကုလသမဂ္ဂကလင်းများရန်ပုံငွေအဖွဲ့ UNICEF ထုတ်ပြန်ချက်မှာရခိုင်ပြည်နယ်ကြောက်တော်မြို့နယ်မှာရှိတဲ့စာတင်ကျောင်းကိုညာဘက်တိုက်ခိုက်ခဲ့တဲ့အတွက်အိမ်နေတဲ့ကလေးတွေတည်ဆုံးတန်ရာရခဲ့တာကြောင့် UNICEF ကလွန်စွာစိုးရိမ်ပူပန်ရတယ်လို့ထုတ်ပြန်ထားပါတယ်။ အဲ့ဒီအကြံပတ်တက်ခိုင်းမှုကြောင့်ကလေးတွေနဲ့မိသားစုတွေအတွက်တံပိုးမဖြတ်နိုင်တဲ့ဆုံးရှုံးမှုများစွာဖြစ်ပေါ်ခဲ့ပြီးရခိုင်ပြည်နယ်မှာဆင်ကျင်မဲ့တဲ့တိုက်ခိုက်မှုတွေကြောင့်ပုံမှုဆိုးရွားတဲ့အကြံဖတ်မှုတွေတိုးလာနေပြီးအကြောက်တရားတွေကြီးထွားလာကောင်းမိသားစုတွေဆုံးရှုံးနေရတယ်လို့ UNICEF ကပြောပါရယ်။ဒါအပြင်မိသားစုတွေခံစားနေရတဲ့ဆင်းရဲဒုက္ခတွေကိုနှက်ရှိုင်းစေပြီးကလေးတွေဟာသူတို့အကာအကွယ်ရရှိသင့်တဲ့နေအိမ် ကျောင်းနဲ့ပတ်ဝန်းကျင်တွေမှာအသက်ဆုံးရှုံးနေကြရတယ်လို့ UNICEF ကပြောပါတယ်။ဒါအပြင်ပြင်းထန်လာတဲ့အကြမ်းဖက်မှုတွေနဲ့အိုးမဲ့အိမ်မဲ့ဖြစ်မှုတွေကြောင့်ရခိုင်ပြည်နယ်တဝမ်းမှာရှိတဲ့မိသားစုတွေဟာဆိုးရွားတဲ့အခက်အခဲတွေနဲ့ကြုံတွေ့နေရပြီးစာနယ်ဇင်းကားတွေယော်နေလာကပညာရေးနဲ့ကျန်းမာရေးဆောင်ရှောက်မှုတွေလိုမျိုးအရေးကြီးတဲ့အသက်သွေးကြောတွေလည်းပြိုလဲပျက်စီးနေတယ်လို့ UNICEF ကထောက်ပြထားပါတယ်။ကလေးငယ်တွေအပေါ်အကြမ်းဖက်မှုရပ်တန့်ရမှာဖြစ်ပြီး ចောင်းတွေအဆောင်တွေအိမ်တွေနဲ့ကလေးတွေအတွက်နေရာတွေဟာအချိန်တိုင်းဘေးကင်းလုံခြုံနေရမှာဖြစ်ကပဋိပက္ခဖြစ်ပွားနေတဲ့အဖွဲတွေအနေနဲ့ကလေးငယ်တွေအပါအဝင်အရက်သားတွေကိုကာကွယ်ဖို့အရက်ဘတ်အခြေခံအဆောက်အုံတွေကိုကာကွယ်ဖို့နဲ့အရေးပေါ်လိုအပ်နေသူတွေကိုအသက်ကယ်တင်နိုင်တဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေရရှိဖို့အတွက်နိုင်ငံတကာဥပဒေအရသူတို့ရဲ့တာဝန်ဝတ္တရားတွေကိုလိုက်နာရမယ်လို့ UNICEF ကတိုက်တွန်းထားပါတယ် အဲ့လိုတိုက်တွန်းရမှာတော့ UNICEF ကရခိုင်ပြည်ကြောက်တော်မြို့နယ်တရက်သပင်ကြီးရွာမှာစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ចောင်းသားចောင်းသူ19ယောက်သေဆုံးခဲ့ရပြီး22ယောက်ထိဒဏ်ရာရရှိခဲ့မှုအတွက်အ धिक တိုက်ခိုက်သူဖြစ်တဲ့စစ်တပ်ကိုတော့အမိတော်မဖော်ပြထားတဲ့အပြင်ဝေဖန်မှုလည်းလှုပ်ဆောင်တာမရှိတာကိုတွေ့ရပါတယ်ရှင်မန္တလေးတိုင်းဘက်ကသတင်းတွေကိုကြည့်အောင်ပါ မန္တလေးတိုင်းတပေကျင်းမြို့နယ်ညောင်ပင်သာရွာနဲ့ကြောက်ဖြာရွာကိုအကြမ်းဖက်စစ်တပ်ကလင်းရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ကလေးငယ်2ဦးအပါအဝင်ပြည်သူ9ဦးသေဆုံးခဲ့တယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးရဲ့ပြောရေးဆိုခွင့်ရှိသူကိုအောင်စမွန်ကရန်ကုန်ခေတ်တစ်ကိုပြောပါရင်ပြီးခဲ့တဲ့စတင်မာလာ73ရက်နေ့နေ့လယ်7နာရီခွဲမှာတပေကျင်းမြို့နယ်ညောင်ပင်သာကြီးရွာကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲမဖြစ်ပွားပဲလင်းရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါရင် အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းမှာတပေကျင်းမြို့နယ်ညောင်ပင်သာကြေးရွာကခလင်းငယ်တဦးအပါအဝင်ပြည်သူ၅ဦးသေဆုံးခဲ့ပြီးပြည်သူတဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အဲဒီလိုပဲမနေ့ကညနေ၄နာရီဝန်းကျင်ခန့်ကလည်းတပေကျင်းမြို့နယ်မှာရှိတဲ့ကြေးရွာတွေကိုအကြမ်းဖက်စစ်တပ်ကဝိုင်းတွဲလေရင်နဲ့ဘုံ၄၀ကျဲချသွားခဲ့တာကြောင့်တပေကျင်းမြို့နယ်ကြောက်ဖြာကြေးရွာအနီးမှာရှိတဲ့ခလင်းငယ်တဦးနဲ့ အမျိုးသမီးတဦးသေဆုံးခဲ့ပြီးပြည်သူသုံးဦးလည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ဟာလေကြောင်းတိုက်ခိုက်ပြီးပြည်သူတွေရဲ့အသက်အိုးအိမ်စီးစိမ်တွေကို နေ့စဉ်နဲ့အမျှချင်းချောက်ဖျက်ဆီးနေတယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးကပြောထားပါတယ်ရှင်။ဆလတ်တင်ဆက်ပေးမှာကတော့မန္တလေးတိုင်းမတရားမြို့နယ်မှာတန်ခွန်သင်းမောနဲ့လိုက်ပါလာတဲ့စစ်သားတွေက မိုးကြိုးရွာကိုမီးရှို့နေတာကြောင့်မြစ်ကြောင်းတစ်လျှောက်မှာရှိတဲ့ကျေးရွာတွေကပြည်သူတွေအားထွက်ပြေးတိမ်းရှောင်နေရတယ်လို့ Wallet Information နဲ့ Network ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်သစ်ကိုပြောပါရယ်မနေ့ကစတင်မာလာ73ရက်နေ့မှာမတရားမြို့နယ်အနောက်ချမ်းကိုတန်ခွန်သိမ်းမောနဲ့ရောက်လာတဲ့အကြမ်းဖက်စစ်သားတွေကမိုးကြိုးရွာကိုဝင်ရောက်စီးနင်းပြီးပြည်သူပိုင်းနေအိမ်တွေကိုမီးရှို့ဖျက်ဆီးနေရကြောင့်လက်ရှိချိန်မှာတော့မြစ်ကြောင်းတစ်လျှောက်မှာရှိတဲ့ကျေးရွာတွေက ထောင်ထဲချီတဲ့ပြည်သူတွေဟာဘေးလွယာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။အဲဒီလိုပြည်သူပိုင်းနေအိမ်တွေကိုမီးရှို့ဖျက်ဆီးပြီးတဲ့နောက်အကြမ်းဖက်စစ်သားတွေဟာဝက်လက်နဲ့စကိုင်းမြို့နယ်အဆက်မှာရှိတဲ့စင်ကိုင်းရွာဘက်ကိုတန်ခွန်သင်းမော့တွေနဲ့ထွက်ခွာသွားတယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်စတေမာလ10ရက်နေ့နဲ့17ရက်နေ့တို့မှာမတရားမြို့နယ်အတွင်းကရှားစေးချက်၄ရွာနဲ့ စိတ်သာရွာတို့ကိုလည်းတိုက်ပွဲမဖြစ်ပွားပေလင်းရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်နေအိမ်တွေထိခိုက်ပျက်စီးခဲ့ရပါသေးရဲ့ရှင်။မန္တလေးတိုင်းဘက်ကသတင်းကိုပဲဆက်ကြည့်အောင်ပါ။မန္တလေးတိုင်းမြင်းကျန်မြို့နယ်ကြောက်ပြုတ်ရွာကနေထွက်လာတဲ့စစ်ကား၃စီးပါရင်နှန်းကိုကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့်စစ်သား၈ဦးသေဆုံးခဲ့တယ်လို့ပြည်သူ့ကျေတပ်ဝင်တပ်ဖွဲ့ရဲ့ဗိုလ်မိုက်ခဲကရန်ကုန်ခေတ်စ်ကိုပြောပါရယ်။ပြီးခဲ့တဲ့စက်တင်ဘာလ6ရက်နေ့မနက်10:00နာရီခွဲမှာ မြင်းချံမြို့နယ်မြောက်ဘက်မှာရှိတဲ့ကြောက်ပြုတ်ရွာကနေထွက်လာတဲ့စစ်ကား၃စီးပါရင်နန်းကိုတော်လန်ရေးတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲဒီတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်တပ်ဘက်က၈ဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူတွေများပြားကတိုက်ခိုက်မှုဖြစ်ပွားပြီးရဲ့နောက်မှာတော့တော်လန်ရေးဘော်တွေကထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။အဲဒီတိုက်ခိုက်မှုကိုပြည်သူ့ကျေတပ်ဝင်တပ်ဖွဲ့နဲ့မြင်းကြံ Danger Dynamite အဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်ရှင်။ အခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ပဲခူးတိုင်းနတလင်းမြို့နယ်ပန်းတင်းပင်ရွာမှာရှိတဲ့ပြူစောဒီဂိတ်စခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့တာမှာတော့စစ်သားအလုံးထွက်ပြေးသွားပြီးခဲရဲတချို့လည်းတင်းစီရရှိခဲ့တယ်လို့တာယာဝတီခိုင်အမှတ်1တရင်3831ကထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလ12ရက်နေ့ည10နာရီခန့်မှာနတလင်းမြို့နယ်ပန်းတင်းပင်ရွာမှာရှိတဲ့ပြူစောတိဂိတ်စခန်းကိုပဲခူးတိုင်းစစ်ဌာနအမှတ်22ပြူဟာတာယာဝတီခိုင်တရင်1ရဲဘော်တွေက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲဒီတိုက်ခိုက်မှုအတွင်းမှာဂိစကန်းတွေအတွင်းမှာရှိတဲ့ပြူစောထီးတွေနဲ့စစ်သားတွေကကြေးရွာအတွင်းကိုဝင်ရောက်ထွက်ပြေးသွားတာကြောင့်တော်လန်ရေးတပ်ဖွဲ့တွေက ပြည်သူတွေကို ထိခိုက်မှစိုးရိမ်နေတဲ့အတွက်ပြန်လည်ဆုတ်ခွာခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်သားတွေထွက်ပြေးသွားတဲ့ဘန်တင်မေရွာပြူစောထီးဂိစကန်းကကာပိုင်ကြီပေါက်တစ်ခုကာပိုင်ကြီ85တောင်းနဲ့ဖုန်းနှလုံးတို့ကိုတင်စီရမိခဲ့တယ်လို့လည်းသိရပါတယ်။ ဒါအပြင်ကြံပတ်စစ်တပ်ကလည်းပြီးခဲ့တဲ့ရက်ညနေပိုင်းကအုပ်ဖို့မြို့နယ်ကန်ကြီးရွာကိုစစ်တပ်လေဒီနဲ့ဘုံငါလုံးကျဲချခဲ့တဲ့ပြင်နေတလင်းမြို့နယ်ကွင်းဆန်းရွာကိုလည်းဘုံများကျဲချတိုက်ခိုက်ခဲ့တာမှာတော့ပြည်သူတွေကတော့ထိခိုက်မှုမရှိဘူးလို့ဒေသပြည်သူတွေကရန်ကုန်ခေတ်စ်ကိုပြောပါရရှင်ဒါကတော့ရန်ကုန်ခေတ်တရဲ့နေ့လည်ခင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျွန်မကတော့ရှားပါ